ဖိမျိုးမှာကျဲဥကြတာရောင်းချမှုကိုဇူလိုင်လ28ရက်နေ့ကစတင်ကပိတ်ပင်လိုက်ပြီးတခြားမျိုးတွေတင်သွင်းလာတဲ့ကျဲဥတွေနဲ့လဲလိန်ချက်တွေကိုဖန်ဆီးကမိရှုဖျက်ဆီးခဲ့လို့သိရပါဗျ။ဖိမျိုးရင်းကိုအခြားမျိုးတွေက ကျုပ်ကြတာတင်သွင်းမှုတွေကိုတော့ဇူလိုင်လ26ရက်နေ့ကစတင်ကပိတ်ပင်ထားတာဖြစ်ပါတယ်။ဒီလိုတားမြစ်ထားခြင်းအတွင်းဇူလိုင်လ29ရက်နေ့မှာရန်ကုန်မြို့ကကျုပ်တွေကိုကားလမ်းနဲ့တဲဆောင်လာပြီးဒဝယ်မြို့ကိုဖြတ်တန်းကဗိတ်မြို့သို့ယူဆောင်လာမှုရှိခဲ့တဲ့အတွက်တာဝန်ရှိသူတွေလိုက်လံသိမ်းဆည်းခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်မွေးမြူရေးခြံနေမှာလဲလင်းယောဂါဖြစ်နေတဲ့ကြက်တွေကိုလည်းဈေးအတွင်းပြန်လဲရောင်းချနေရတဲ့ဆိုတဲ့တဲ့အရာသက်ဆိုင်ရာတာဝန်ရှိသူတွေတွားရောက်ပြီးတိုးချဲ့စီနဲ့မြို့သစ်တွေကဈေးတွေကိုစီယုံပြောဆိုကသိမ်းဆည်းခဲ့ရတယ်လို့ဗိတ်မြို့နယ်စီပင်တရားရေးကော်မတီဥက္ကဋ္ဌဦးမြတ်ကိုကပြောပါတယ်။ဒီလို ဖမ်းဆီးထားတဲ့ကျုပ်ရေလေလင်ကျက်တွေကိုတော့မိရှုဖျက်ဆီးခဲ့ရာကျုပ်အလုံးကြီး၄000ကျော်9000နီးပါးအထိရှိခဲ့လို့သိရပါဗျ။ဖေးညိုမှာလက်ရှိအချိန်ထိ H5N1 နဲ့ H1N1 ရောဂါတွေကူးစက်ခြင်းမရှိသေးပေမဲ့တာဝန်ရှိသူတွေဘက်ကအကြိုတင်ကာကွယ်မှုတွေကိုအရှိန်မြှင့်ဆောင်ရွက်နေရလို့ပြောပါရယ်။ဒါပေမဲ့လည်းကုန်သည်တွေအနေနဲ့တားမြစ်ချက်တွေကိုမလိုက်နာဘဲကျက်ဥတွေကိုလျှို့ဝှက်သယ်ယူတာရောဂါဖြစ်နေတဲ့ကျက်တွေကိုနားမလည်သူတွေထံပြန်လည်ရောင်းချတာတွေရှိနေသေးတယ်လို့သိရပါရယ်။ဒါကြောင့်တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ဖေးညိုတို့လာရောက်စဉ် ကျောက်ဦးနဲ့ကျက်သားတွေကို15ရက်ပြိပင်ပြီးလုံးဝရောင်းချမှုမပြုဖို့တားမြစ်စာ ထုတ်စီခဲ့တာဖြစ်ပါတယ်။ကျက်မွေးမြူသူတွေကျက်ဦးရောင်းချနေသူတွေအနေနဲ့တားမြစ်ထားချက်ကိုမလိုက်နာဘဲဆက်လက်တည်ဆောင်ရောင်းချမယ်ဆိုရင်တော့ကျက်နဲ့ကျက်ဦးမွေးမြူတည်ယူခွင့်ကိုလုံးဝပိတ်သိမ်းပြီးအရေးယူမယ်လို့သိရပါတယ်။